အားလုံးပဲမင်္ဂလာပါဒီကနေ့လူသားကဘာကောင်းကျိုးပြအစီအစဉ်အတွေ့လိုအပ်ချက်ဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးချင်ပါတယ်ဒီအကြောင်းအရာလေးဟာလီယိုတော်စတရန်ရဲ့ကနဝင်ဇလန်းတူတွေကနေကောင်းလို့ဖော်ပြခြင်းဖြစ်ပါတယ်တခါတော့ကစင်ရင်နှမ်းပါတဲ့လေသမားတယောက်ရှိခဲ့ပါတယ်သူဟာမြေယာအလုံးလောက်ရရင်တတလုံးပျော်ပျော်ရှင်ရှင်နေနိုင်လိမ့်မယ်လို့ယုံကြည်ထားပါတယ်ဒီနေ့မှာဝေးလံခေါင်တည်တဲ့အရက်ကတိုင်းရင်းသားလူမျိုးတစုက ကျေဝမ်းတဲ့မိယာတွေကိုပက်ဆက်အနေငယ်နဲ့ရောင်းနေတယ်ဆိုတဲ့သတင်းကိုကြားလိုက်ရပါတယ်သူတို့ရဲ့စီကံကတော့အလွန်တရာမှရိုးရှင်းလာပါတယ်တတ်မှတ်ထားတဲ့ဈေးနှုန်းပေးလက်ယုံနဲ့နေထွက်ချိန်ကနေစပြီးနေဝင်တဲ့အချိန်ထိကိုလမ်းပန်းလျှောက်နိုင်တဲ့မြမိယာကိုရနိုင်ခြင်းဖြစ်ပါတယ် တို့ပေမဲ့လို့လည်းတခုတော့ရှိပါတယ်။နေမဝင်ခင်မှာကိုစားခဲ့တဲ့နေရာကိုပြန်ရောက်ရမယ်ဆိုတဲ့စီကံချက်တခုဖြစ်ပါတယ်။အကယ်၍ပြန်မြောက်ခဲ့ဘူးဆိုလို့ရှိရင်ကိုပေးထားတဲ့ပတ်စံကိုမြေယာကူပါအကုန်ဆုံးရှုံးမှာဖြစ်ပါတယ်။နေထွက်ချိန်ရောက်တော့ အဲ့ဒီလေဓမာလေးဟာစပြီးလမ်းလျှောက်ပါတယ်။သူကအရှိန်ကောင်းကောင်းလမ်းလျှောက်ပြီးနယ်နိမိတ်တွေအမှတ်သားလုပ်သွားပါတယ်။စိတ်ထဲမှာတော့ရလာမယ့်ချမ်းသာကြွယ်ဝမှုတွေကိုမြင်ရောင်နေပါတယ်။မြေကမြေဩစာအရန်ကောင်းပါတယ်။မြက်ခင်းတွေကစိမ့်လန်းလှပနေပါတယ်။အဲ့ဒီလောဘတရားကသူ့ကိုရှစ်ဆက်သွားဖို့တွန်းအားပေးနေပါတယ်။ပြန်လှည့်ရင်ကောင်းမလားလို့စဉ်းစားလိုက်တိုင်းမှာရှေ့မှာပူပြီးလာတဲ့မြေတွေကိုမြင်တော့ နောက်ထပ်ခဏလေးပဲဆက်လျှောက်အောင်မယ်ဆိုပြီးဆက်ဆက်ပြီးလျှောက်နေတော့ပါတယ်။နေဝင်ခါနီးအချိန်ရောက်တဲ့အခါမှာတော့သူဟာအတော်လေးတုံ့လှုပ်သွားခဲ့ပါတယ်။သူသွားခဲ့တာဟာအရန်ဝေးကွာသွားပြီဆိုတာကိုသိသွားပါပြီ။သူဟာအသက်ရှူကျက်လာပြီးသူစခဲ့တဲ့အမှတ်ကိုနေမဝင်ခင်ပြန်ရောက်ဖို့ရန်အတွက်အချိန်နဲ့ပြန်ပြီးပြေးလာခဲ့ပါတယ်။သူ့ရဲ့နှလုံးဟာပြင်းပြင်းထန်ထန်ခုန်နေပြီးခြေထောက်တွေကလည်းတုန်နေခဲ့ပါတယ်။တို့ပဲလို့လေပန်းတိုင်ကနီလာပါပြီ။ နေဝင်ချိန်မှာပဲသူစတင်ခဲ့တဲ့နေရာကိုရောက်ပြီးလဲကြပြီးကွယ်လွန်သွားခဲ့ပါတယ်။ဒီအခါမှာတိုင်ရင်သားကောင်းဆောင်ကသူ့ရဲ့ရုပ်အလောင်းကိုကြည့်ပြီးငြိမ်သက်စွာပြောလိုက်ပါတယ်။သူ့ကိုတချူလိုက်ပါလူတယောက်အတွက်လိုအပ်တဲ့မြေဟာအဲ့ဒီလောက်ပဲ၆ပေပဲလို့ပြောလိုက်ပါတယ်။ ဒီအဖြစ်ပြက်လေးထဲမှာတင်ငန်းစာအနေနဲ့လောဘဟာပျော်ရွှင်မှုကိုအမြဲတမ်းဂရိပေးနေပေမဲ့လို့လဲနောက်ဆုံးမှာတော့ငြိမ်းချမ်းမှုကို လူယူသွားတယ်လို့ဆိုချင်ပါတယ်။ကျမတို့တွေဟာပူပြီးများတာကိုပဲလိုက်ရှာနေကြတာပါ။ပက်ဆံပူများများပစ္စည်းပုံများများအစင်တန်းပုံမြင့်မြင့်စသဖြင့်ပေါ့တို့ပေမဲ့လို့လေဘဒူမတကယ်တမ်းဘာမှမပိုင်ဆိုင်ကြဘူးဆိုတာကိုမိနေကြတာပါ နောက်ဆုံးမှာတော့အားလုံးဟာလက်ချီပဲလာခဲ့ကြသလိုလက်ချီပဲပြန်သွားကြရတာပါ ကျမတို့တွေဟာပိုများတာတွေကို ရှာနေရင်းနဲ့အရေးကြီးဆုံးတွေကို ဆုံးရှုံးနေတတ်ပါတယ်။ကျမရေးတွေဆက်ဆံရေးတွေစိတ်ရဲ့ငင်းချမ်းမှုတွေပြီးတော့ကျမတို့ရဲ့အချိန်တွေပေါ့။ဒါကြောင့်တတိယပေးပါ။ကဘာကြီးဟာကျေဝန်းနေပေမဲ့လို့လေကျမတို့တူးစီရဲ့လိုအပ်ချက်ကတော့အလွန်ပဲတင်ငယ်ပါတယ်။ တက်တက်လုံးနေမီဒီချက်ထင်ရင်ကြိုးစားနေကြရင်းနဲ့အမှန်တရားတစ်ခုကိုမေ့ထားတတ်ကြပါတယ်။နောက်ဆုံးမှာတော့လူတိုင်းလူအပ်တာဟာအနှဲငယ်လေးပါပဲလို့တင်ဆက်ပေးလိုက်ရပါတယ်ရှင်။အားလုံးပဲကျမပျော်ရွှင်လုံခြုံအေးချမ်းတဲ့ဘဝတွေကို ပိုင်ဆိုင်နိုင်ကြပါစေ။ကျမကတော့ Sister Regina မုံမုခိုင်ပါ။